တခြားကလေးတွေမလုံနိုင်တဲ့အရာတခုကိုလုံနိုင်တဲ့တားလေးစိန်ဦးကြောင့်အံ့ဩနေတဲ့ပိုးကြပြုကင် စေဦးလေးကတော့တရုတ်ဆောင်မင်းသမီးပိုးကြဖြူခင်နဲ့တတိကြီးရတနာပီကေထွန်းတို့ကမွေးဖွားထားတဲ့သားလေးဖြစ်ပါတယ်။ပိုးကြဖြူခင်ရဲ့သားလေးစေဦးဟာဆိုရင်မိခင်ပိုးကြဖြူခင်ကရုပ်ရှင်တရုတ်ဆောင်ထိတ်တန်းမင်းသမီးတဦးဖြစ်တာကြောင့်လေမိခင်ရဲ့အမွေကိုရရှိပြီးတော့တကယ်ကိုဖြူဖြူပွပွလေးနဲ့ချစ်စရာကောင်းနေပါတယ်။စေဦးကတကယ်ဆိုရင်ငယ်စဉ်ကတည်းကမိခင်ပိုးကြဖြူခင်လက်ထဲမှာမကြည်ပြင်းခဲ့ရပါဘူး။မိခင်ကြီးဟာအရင်အိမ်တောင်ထဲရတဲ့သားသမီး၃ယောက်ကိုထိန်းကျောင်းနေရလို့စီးပွားရေးလုပ်ငန်းတွေကိုလည်းဦးစီးနေရပါတယ်။ဒါပေမဲ့ပိုးကြဖြူခင်ရဲ့သားလေး ကအခုချိန်မှာတော့တဖြည်းဖြည်းနဲ့အရွယ်ရောက်ကြီးပြန်လာပြီးတော့ချက်စရာကောင်းနေပါတယ်။အတူသမင်းတော်သားလေးစင်ဦးကဖြူဖြူပွေးပွေးကိတ်ကိတ်တုံတုံနဲ့ချက်စရာကောင်းနေရပါ။ဒါအပြင်အခုရပိုင်းနေမှာဆိုရင်ပိုးကြပြုခင်ရဲ့သားလေးစင်ဦးရဲ့အပြုတ်မှုတစ်ခုအတွက်ပိုးကြပြုခင်တယောက်ကြည့်နူးပီတီဖြစ်ခဲ့ရပါတယ်။အခုဆိုရင်တော့ပိုးကြပြုခင်ရဲ့သားလေးစင်ဦးကအသက်တနှစ်ခွဲအရွယ်မှာလမ်းလျှောက်တက်နေပါပြီ။ဒီလိုမျိုးလမ်းလျှောက်တက်နေုံနဲ့တင်မကပိုးကြပြုခင်နဲ့ပီကေထွန်းရဲ့သားလေးစင်ဦးကဖခင်ကျောင်းဆောင်ရှိမှာဆိုရင်ထိုင်ချပြီးတော့ဥတော်စ ိုပြီးဖျားရှိခိုးတက်ပါတယ်။ဒါအပြင်သားလေးစိန်ဦးကဖျားကတော့ပြီးရင်ဒီဇိုင်းမမက်လန်းလျှောက်ပြီးတော့ဂျေးစီကိုလည်းတီးတက်ပါသေးတယ်။ဒီလိုမျိုးဖျားကတော့တက်ဖို့အတွက်ဂျေးစီထူတက်ဖို့ဆိုတော့တာမန်အသက်တစ်နှစ်ကျော်ကလေးငယ်တွေအတွက်လှုပ်တက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သားလေးစိန်ဦးဟာကြီးလာရင်ဘာသာတရားကန့်ဆိုင်ပြီးတော့မိခင်နဲ့ဖခင်အတွက်လိမ္မာရေးချရှိတဲ့သားလေးမလေးဖြစ်လာလိမ့်မယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်ရှင်။